နေနေ့မွေးသူအားလုံးမင်္ဂလာပါ2025 April 22ရက်နေ့ရက်နေ့30ရက်နေ့အတော်တွေမှာဘဝရည်ရွယ်ချက်နဲ့ရည်မှန်းချက်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးတော့အစစ်မြင့်တဲ့နေထားနဲ့တိုးတက်တဲ့ခြေနေတွေကိုရရှိနိုင်တဲ့ချက်ချင်းဆုံးဖြတ်ပြီးတော့ကိုလုံးလုံးတဲ့ကိစ္စတွေကကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိနိုင်တဲ့ဝေးကြီးကံကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းတို့ရဲ့ နှစ်သာရကိုရမယ့်ကာလတစ်ခုဖြစ်တဲ့စူပေါင်းလုပ်ငန်းကြိုးပင်းမဲ့မိကောင်းဆွေကောင်းအထောက်အကူရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလုပ်ငန်းကျင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကံကြမ္မာတွေကိုဖန်ပြီးပိုင်ဆိုင်ခွင့်ရှိတဲ့ကာလနေထားနဲ့အကျိုးပေးတဲ့ကံကြမ္မာရဲ့အနှစ်သာရကိုကြုံတွေ့ရမယ့်နေထားရှိပါတယ်။ဘေးဒီမေးခြင်းတဲ့အကြောင်းတွေပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့ လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတွေ့ပြပါတယ်။ဝေဂျေကံကောင်းခြင်းကို20နှစ်နေမှာကြုံမယ်။အဲ့ဒီနေ့မှာဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့ဖြစ်တဲ့အိမ်မှာရှိတဲ့ဖျားစင်မှာသပြေသုံးညွတ်တင်ပြီးလက်လာပါကောင်းမှုအတွက်ဆုတောင်းမှာနဂတ်အတွက်ထူးခြားတဲ့ကံရပါမယ်။23ရက်နေ့မှာ အပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ရန်တက်ခံတဲ့ရှင်ပြီးလို့မယ်ပြီးမှဆင်ပြေမယ်24ရက်နေ့မှာမထင်မှတ်ပဲအမျိုးသမီးမိတ်ဆွေကြီးကဲတူထာနေကူညီရမယ်အမေနဲ့ပတ်သက်တဲ့ဆွေမျိုးသားချင်းမိတ်ဆွေတန်ကကောင်းခြင်းလဲရနိုင်တယ်25ရက်နေ့မှာခီးသွွားခြင်းကြိုးပေးမယ်အရာဝေးရကောင်းသောသတင်းစကားကြုံမယ်အဲ့ဒီနေ့မှာအိမ်မက်မက်ရင်တွေးရင်ထေမှန်တတ်တယ်26ရက်နေ့ကတော့မထင်မှတ်ပဲအတိုက်ခံတဲ့ဂျုံပြီးမှဆင်ပြေမယ် ရန်တိုက်ခတ်နေတဲ့ရှင်ပြီးမှလုပ်ရမယ်။ရပိုင်ခွင့်ဟောင်းနေပြင်ရမယ်။28ရက်နေ့မှာရင်းကြီးသူများနဲ့စကားများတတ်တဲ့ပဋိပက္ခဖြစ်ရတဲ့28ရက်နေ့စီးပွားကံကောင်းမဲ့လက်ဖွဲ့မယ်။ဒါပေမဲ့အဲ့ဒီဟာနဂဘောရက်နေ့တိုက်ဆိုင်တဲ့နေ့ဖြစ်တော့အသွမ်းလာကြည့်ဆန်းရမယ်။အနောက်တောင်ရက်ကုန်တီသွားစရာနေရှိတတ်တဲ့မနေ့9နိုင်နဲ့10နိုင်ခွဲအတွင်းအညံ့ရှိတယ်။29ရက်နေ့မှာပြဿနာဟောင်းတစ်ခုဖြစ်ရှင်းနိုင်နေပြီ။အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တာအချိုးပေးမယ်။ 30ရည်နှစ်မှာထူးထူးခြားခြားကံကောင်းခြင်းနဲ့အကျိုးပေးခြင်းအခက်အခဲအလုံးကိုကျော်လွှားပြီးတော့လူဆန္ဒရှိသူတို့ကိုဆောင်ရွက်၍ကောင်းသောကျိုးဆက်တွေကိုရရှိလိမ့်မယ်လို့သတ်မှတ်တယ်။တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတဲ့တနင်္ဂနွေတောက်ချံနေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်တတ်တယ်။36 8ရက်နေ့အကျိုးပေးတယ်။အပြာရင့်ရောင်မိခိုးရောင်နှက်ပြောင်တို့ကိုဝိစာဆင်းရင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများလုပ်ပါ။ ကောင်းကျင်းကံကြမ္မာများရစေရန်နေနိဗ္ဗာန်မှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာဆံလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်